အားလုံးပဲမင်္ဂလာပါခင်ဗျာကုကြည့် YouTube Channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စာရေးသူ မောင်ညိုမရေးသားထားတဲ့ပုံပြက်ပန်းပြက်ရသစ်ကြီးနေကံပွင့်အစီအစဉ်ဆိုတဲ့ဇာတ်လမ်းလေးကို တင်ဆက်ပေးခြင်းပါတယ်ခင်ဗျာအစီအစဉ်လေးမစတင်ခင်မှာကျွန်တော်တို့ရဲ့ Channel လေးကစိတ်ဝင်စားစရာဇာတ်လမ်းလေးတွေကိုအမြဲမပြတ်တင်ဆက်ပေးသွားမှာမလို့ Channel လေးကိုလည်း Like and Subscribe လို့လောက်သွားပေးခဲ့ကြပါအောင်ခင်ဗျာကြာလေကြာလေ ပုံပြပံပြရသည့်ကြီးကိုအနိုင်ယူဖို့ခဲ့လေဖြစ်နေပါတယ်။ဒီရသည့်ကြီးကိုကျွန်တော်တို့ခေတ်ပညာသားတိုက်ပံအယူကြည့်သူတွေနေအမျိုးမျိုးနဲ့ပညာစမ်းကြည့်ပါတယ်။ကျွန်တော်တို့နိုင်ငံနေကြမှာနောက်ဆုံးကတ်ရှုံးလေရောတခါတခါစဉ်းစားကြည့်ရဲ့ဗျ။သူဟာထူးခြားစမ်းကြတဲ့ပညာရက်တွေကိုလွတ်ဝဲသိသိစွာ နားလည်နေမှာကျွန်တော်တို့ရိတ်စားမိပါတယ်။အဲ့ဒီပညာရက်တွေသူဘကြောင့်ပေါ်ပြူလာ မထွက်တာလေလူပုံပြိတ္တအများရှိမှာပါကြောင်းတည်တည်ရရမပြရတာလေဒီနေ့ဝယ်ဆန်းခြင်းအမခန်းပညာရှင်နဲ့ရွှေဖြစ်အောင်ငွေဖြစ်အောင်ကဘာကျော်အောင်မလုပ်ရတာလေအဲ့ဒါကိုစဉ်းစားရအတွက်ကိုခင်နေပါလေနိုင်ငံတကာမှာဆိုရင်အဒီပြင်ဆက်လိုက်ကိုစမ်းစမ်းကြည့်ကြည့်ဖြစ်ရတရက်ကိုရပ်ပြီးတက်ပြီးဆိုရင်ကဘာလက်ကြကတည်တည်မဂ္ဂဇင်းမြတ်မှာ အချင်းအရှားပေါ်ပြခံကျင်ကြတာ ကွန်ပျူတာကြီးနိုင်ငံအခြေခံများတော်ဝင်ပညာရှင်များကွန်ပျူတာချီချူမှုဖိတ်ခေါ်အဲ့ခံမှုကိုလိုလားလက်ခံအလိုရှိကြတာပြီးတော့အဲ့ပညာရဲ့ဝင်ဝင်နဲ့တသက်စာထိုင်စားရအောင်ကဘာလက်ရှာဖွေကြတာခုကျွန်တော်တို့တွေ့ကြုံနေရတဲ့လူထူစံပုံပြက်ပန်ပြက်ရသည့်ကြီးကအရက်ထဲမှာလည်းနံပါတ်မကြီးခြင်းဘူးမြန်မာနိုင်ငံမှာလည်းမထင်ပေါ်ခြင်းဘူးနိုင်ငံတကာမှာလည်းကဘာမကျော်ခြင်းဘူးသူကတူနေတယ်တញ្ញံကုန်ဇေယျဘုကနေ အရေးကြုံတုတ်ခွရလို့တနည်းသူ့ကိုယုံကြည်အားကိုလို့လာရောက်အကူအညီတောင်းမှာသူကလူကြီးအကဲခတ်ပြီးတော့လိုအပ်တယ်လို့ကူညီပေးလိုက်တာအဲတခုတော့ရှိရဲ့သူ့ကိုမခံချင်အောင်ကလိလို့မရဘူးသူ့ပညာကို ကလိတယ်လို့လို့ရည်တယ်လို့လို့ထက်တယ်လို့လို့လောင်းလုံးပြောင်းလုံးလုပ်ရင်အဲ့ဒါမခံချင်ချင်နေသူ့ပညာဘက်ကနေကာကိုရောတနည်းမယုံလို့ပညာလန်ဆန်းသူကိုသူ့ပညာနဲ့ဖိပြီးရောခြေပြစ်လိုက်ရော အဲ့ဒါမယုံဘူးဆိုပါအောင်မယုံလို့ကျွန်တော်တို့ကသိပ်ပံတက်ခွဲခံမှာသူ့လိုလုပ်ရင်ရမလားလို့သွားပြီးတော့မစမ်းသက်ပါနဲ့တက်ခွဲခံပောက်ွဲပြီးတော့အကုန်မာလကီးယားဖြစ်ကုန်ပါဒါကြောင့်ကျွန်တော်တို့ကသူ့ကိုရှင်ပြိုင်ပညာဆန်းတဲ့အဆင့်ကနေသူ့ဘာတွေတက်တယ်လဲဆိုတာကိုအနီကချင်းကပ်ပြီးတော့သူ့ဒေသနာလှုပ်တဲ့သဘောနဲ့စူးစမ်းလေ့လာနေရပါတယ်အခုလေကိစ္စတစ်ခု ပေါ်လာပြီလေကျွန်တော်တို့ကတငငချင်းတယောက်ရဲ့ကိစ္စသူ့အမိက ကိုကံကောင်းပွင့်တယ်။သူလည်းပွဲရပညာရတယောက်ပဲ။သို့တော့လက်ကစားဝင်တယ်။အလုတ်ကို လုံးဝစိတ်မဝင်စားဘူး။အဒါလဖိတ်ဆိုင်တဆိုင်ဖွင့်တယ်။ငွေရင်းကလည်းရှိတော့သူ့လဖိတ်ကြက်သူတွေက အုံဝိုင်းနေရပဲ။နံပြားဤကြကွေးမုတ်မျိုးစုကျွမ်းကျင်သူကိုရှာဖွေပြီးတော့ခေါ်ထားတယ်။လဖိတ်ရေကို ချိုကြပေါ့စိတ်ကြောက်ပြတော့တိုင်ကီ မော်ဒန်ကန်နဝင်လက်ရဆုံဖြောင်းနဲ့ကျွမ်းကျင်လဖိတ်ရေဖြောင်းသမားကို ဇေကောင်ပြေးပြီးတော့ခေါ်မွေးထတာအဲ့ဒါမိုးလင်းကနေမချုပ်သူ့လက်ဖက်ရည်ဆိုင်မှာလူပြစ်ချန်နေတာပဲစနေတနေ့ဝင်များဆိုရင်အဲ့ခံပွဲလှုပ်လို့သူစီဝဲချင်းပါလို့သူအမတ်တရပွဲချင်းပါလို့သူများက အချိန်ပိုင်းနဲ့၅ရက်အဲ့ခံပွဲလှုပ်ကြပါတယ်စပွဲတို့များကအမျိုးသမီးတက်တန်လေးပြီစကားပြောလဲယဉ်ကျေးချူတာတယ်အဲ့ဝလဲကြည့်ပုံပြီးတော့တက်လက်ချက်ချရှိကြပါတယ်လက်ဖက်ဆိုင်နာမည်ကကံကောင်းပွင့်တီဟောက်တယ်ဆိုင်ဖွင့်ပြီးတော့၆လတွင် ိမ်သည်စောင့်နိုင်ရဲ့အိမ်မတိုင်ဟောဖြစ်ရှင်တော့ကြည့်ကံကောင်းပြီးတော့ပွင့်ရင်ကနေကံမိန်ပြီးတော့နစ်ရှင်တော့သူ့လက်ဖက်ဆိုင်ဖွင့်တယ်လန်ဟိုဘက်ထိဒီဘက်ထိမှာလူမျိုးချားညီကိုနှုတ်ကကိုကံကောင်းဖွင့်တဲ့အပြိုင်လက်ဖက်ဆိုင်အပြိုင်ဖွင့်ပါလေရောသူတို့အမိကမာမနဲ့ဟူစိန်နဲ့ချမ်းသာသာလာမမင်းနဲ့သူတို့အမိနဲ့လက်ဖက်ဆိုင်ဝဲကိုမနေဘူးသူတို့ညီကိုကလည်းငါးပွဲရ90ချတဲ့စီပါရေးတမားတွေပဲ စီးဝါရှာရပြန့်ရမှာဘသူမျက်နှာမှမကြည့်ဘူးသူတို့ကကံကောင်းမှုရဲ့လက်ဖက်ဆိုင်ဖွင့်နေရကအချက်အချာလဲကြလူလဲစီကားပြီးတော့သုံးဆွဲနေသူလူများစုနေထိုင်ရာဖြစ်မှန်းသိတယ်လို့ဒီနေရာမှာလက်ဖက်ဆိုင်ကောင်းမှုဒီဇိုင်းနဲ့ရှိမှန်းစီးဝါဖြစ်မှန်းလဲသိရောဟိုးဘက်ထိဒီဘက်ထိညှက်ပြီးတော့အပြိုင်လာဖွင့်ကြတာနပကြမှာကိုကောင်းမှုရဲ့လက်ဖက်ဆိုင်ရောင်အားကျသွားပါလိမ့်ရောစားသုံးသူကပြန့်သွားတာကိုဒီမှာမမတ်နေဟူစင်က ပိုက်ဆံချမ်းသာတော့ဆိုင်နဆန်ကိုပြန်လျောင်းသသနနာလှုပ်ထားတာခောက်ဆွေးနဲ့ထမင်းဂျန်ဘော့ပါသွဲလိုက်နေတော့ရေရှိမှကန်ကောင်းပွင့်ကွဲရောအခုတော့မိုးလင်းလူစီခုံပြနေတဲ့ကောင်းပွင့်လက်ဖက်ရည်ဆိုင်ဟာပုံမှန်ဖောက်တဲ့လူရင်းကလွယ်ပြီးတော့တိတ်မလာကြတော့အဲ့ဒါဝင်ဝင်နဲ့လာလို့ဝန်ထမ်းမင်းကလေးပါထဲဝဲလျှော့ပြီးတော့ကန်ကောင်းမွေးလို့လင်းများမှာအလုတ်သမားနေရကူနေရပါတယ်။ကြာရင်ဆိုင်မှာရောက်ရမယ့်အချိန်နေဖြစ်နေပြီ။ဒါနဲ့ကန်ကောင်းဝင်က ကျွန်တော်တို့ကိုလားတိုင်ပေးပါတယ်ဘလို့လို့ရင်ကောင်းမလဲကိုယူပါရလက်ရှိဆိုင်ကိုသူ့ထက်ပိုတန်းတော့အောင်ပြင်လိုက်ရင်ဖောက်တယ်စိတ်ဝင်စားလာပြီးတော့ပြန်လာမှာပါကွာမင်းလက်ဖက်ရည်ဆိုင်ကလက်ရကောင်းပြီသားနာမည်လည်းရှိပြီသားဥစားကိုသားတို့ကလည်းဝန်အကြံပြုပါတယ်နောက်ကလိုက်နေတဲ့ငွေရမရှိဘူးကိုယူပါဒါဆိုရင်နေရာပြောင်းဖွင့်လိုက်ပါလား ဒီနေရာလေးကိုတန်ရောစင်နဲ့ဖြစ်နေပြီဗျာရောင်းလိုက်ရောမမတို့အဖွဲ့ကရောင်းရင်သူတို့ကိုပြောပါညိနိုင်စင်းနဲ့တင့်တင့်အောင်ဝယ်ပါမယ်လို့ညာပြောသွားတယ်။ဩဒီလိုလားလက်ဆက်တော့ဒီနေရာကစီးပွားရေးလုပ်ငန်းအားလုံးကိုအပိုင်သိမ်းချင်တဲ့သဘောကိုကွာကျုပ်လူမျိုးချလက်ထက်ကိုဝက်ကဲမအားချင်ဘူးဗျာစီးပွားရေးလုပ်ငန်းလေးပြန်ဦးမော်လာအောင်လုပ်ပေးနိုင်တဲ့ဆရာကောင်းသမားကောင်းပညာရှင်များတို့ရင်လမ်းညွန်ပါဦးကိုယူပါနဲ့ကိုတားလို့ရ ဒီမှာပဲကျွန်တော်တို့ကပုံပြက်ပန်းပြက်ရေသိကြီးကိုပြေးပြီးတော့တတိယလိုက်ပါရောကိုကန်ကောင်းဝင်ဆိုပြကူပါတယောက်တော့ရှိတယ်ဗျဘသူတော်ဟင်ပုံပြက်ပန်းပြက်ရေသိကြီးဆိုတာဗျပုံပြက်ပန်းပြက်ရေသိကြီးကသူကဘာတော့ဗျာဒီရေသိကြီးကကမေးရပညာရှင်လူစားဗျသူ့မှာအလွန်စမ်းကြင်အံ့ဩဖို့ကောင်းတဲ့စွမ်းရင်စွမ်းအားနဲ့ပညာတွေရှိတယ်အခမ ्या ရဲ့တက်နေရကပြန်ချက်သွားတဲ့စီးပွားရေးကိစ္စကို အဲ့ဒီရသစ်ကြီးနဲ့တိုင်ပင်ပြီးတော့အကူညီတောင်းရင်ရနိုင်လိမ့်မယ်လို့တူတယ်ဗျဟုတ်လားဒါဆိုကုညီစက်ပါကိုယူပါနော်ကျွန်တော်တို့ချုပ်ပြီးတော့မေးစမ်းကြည့်မယ်ဗျဖြစ်နေတယ်ဆိုရင်ခမည်းကိုခေါ်သွားပြီးတော့တွေ့ပြီးမယ်သိလားမြန်မြန်စီစဉ်ပါဗျကိုယူပါနော်တော့နေကျွန်တော်နေကိုတာတို့လိုနဲ့ဦးပုံပြက်ပန်းပြင်ရသစ်ကြီးမီတင်းနေထိုင်ရာတင်ညာကုန်းတို့လာခဲ့ကြပါတယ်ကျွန်တော်တို့ရောက်သားချင်းမှာရသစ်ကြီး စွန်းစားနေလျက်အဲ့ဒါကျွန်တော်တို့ကထိုင်ဆောင်နေရတာပေါ့ဆောင်းရတာကြားလိုက်တာဗျာဒါနဲ့စိတ်လင်လင်ရောနဲ့ပြောရပါရောရသိကြီးပါတော့ကွာမပြီးသေးဘူးလားဗျာဟာနှက်ကောင်ရရသိဟန်ဆိုတာမင်းတို့တို့ငါကြီးကြတွေစားတယ်လို့ဘလုတ်ပလောင်းဝယုံသုံးကမျက်လုံးယူပဖောင်းစားတာမဟုတ်ဘူးရသိဟန်ဆိုတာစွန်ဆိုင်ဆိုင်ကနေစွန်အလူရှင်ကိုမြစ်တာပို့တာတယ် အလို့ရှင်များကျမ်းမာချမ်းသာပါစေဘေးရန်ခတ်သိမ်းကင်းကျင်းပါစေဒီလိုမြစ်တာပို့ရတယ်ပြီးတော့စွန်းတလုတ်စားတိုင်းဖုံးပေးတိုင်းဒါဒီရုပ်ခန္ဓာကြီးတောက်တင်းကြက်ခိုင်တံမာဖို့မဟုတ်လားတရားဘဝနာကျင့်ကြံရအလို့ငါနှစ်တင့်မြတ်တာစွာစားသုံးရခြင်းဖြစ်တယ်ဒီလိုနှလုံးသွင်းပြီးတော့စားသလိုစားတိုင်းစားတိုင်းအနိစ္စဒုက္ခအနတ္တမမြဲသည့်ဘဝကိုကိုကို မပိုင်သည့်ဘဝကိုရှုရတယ် လူအနန္ဒာတွေကရှူလဲရှူစားလဲစားပေါ့ဗျာအရေးတကြီးမေးကြရရှိလို့အချိန်လူလာခဲ့ရတာဥစ္စာဒီလိုပြောတော့လေပုံမြက်ပံမြက်ရက်တိချင်းဒီကျွန်တော်တို့စကားကို အလေးကယူမပြုပုံမှန်တိုင်းနိုင်ဝက်ကန်စဉ်းစားရင်တရားမှတ်တယ်လို့လုပ်နေလေစားလို့တောက်လို့ပြီးမှကျန်တာတွေမင်းကိုစားမလားကျွတ်တို့ကစုံညာဟင်းညာစားတာမဟုတ်ဘူးဗျာကြည့်ကြလိုက်တဲ့စင်းမကြီး ဟိုတဲ့နားရီကွာမင်းတို့လိုအကုသူကောင်လူမှုကဏ္ဍဂွားတိုင်ဂွားစာသမားတွေဖုံးကံမြင့်အောင်လို့စာပိတာစွန့်ညံဟင်းချံကိုစေတနာနဲ့ကျူးရတာကွာလူငတုံးနှကောင်ရအကြံစားလို့ဖုံးကြည့်ရမလားဗျာဟာပြောတော့လေမြမလူမျိုးတဲ့ဗုဒ္ဓဘာသာဝင်တဲ့ပညာတနိုင်ငံသားပြန်တဲ့အလကားဖို့ကြားကောင်းနေဖုံးကြီးယဟန်ယသိဆိုတာနေ့စဉ်ဖယားရှင်ကိုတော်မြတ်ကြီးရဲ့ တရားဓမ္မတွေကိုရွတ်ဆိုပွားများပြီးတော့မေတ္တာကမ္မထံအသည့်နဲ့ဆွမ်းစားတာကွာအဲ့ဒီဆုံးမှာမေတ္တာရဲ့အာနိသင်ဘဝနာရဲ့အာနိသင်သီလရဲ့အာနိသင်တွေနားဝင် နှင့်ဝင် ပြီးတော့ထုံမှုနေရအဲ့ဒီဆုံးချံဟင်းချံအချိုဝဲအကြံကိုယဟန်တန်ကယတိသူတော်ဆင်များကစွန့်လို့စားရရင်စားတဲ့လူကလည်းစိတ်ကောင်းစေတနာနဲ့စားရင် အလိုလိုဖုံးကံမြင့်နေရောကွာအေးလေမင်းတို့လူနယ်ပိန်းတို့အဝေးစီဂျူးကမဲ့ကောင်တွေက မစားတာလည်းကောင်းပါရဲ့ဒါမှလည်းကိုသွားမယ်အကုတ္တလန်မြ мян နဲ့ဖြောင်းဖြောင်းရောက်ပါကုန်အေးမင်းတို့စားတင်းကျိုင်းခွေးတွေကိုကြွေးတာမှဖမင်းဂျေစု ဟင်းဂျေစုတိပြီးတော့ဟောင်မော်ရစောင့်မော်ရအောင်မယ်ကန်ကန်အိုးအိုးနောက်ဘဝလူပြန်ဖြစ်မယ်ကြောင်းဆောင်ခွေးတွေလာကြလာကြစားကြဟဲ့အိုးအိုးအိုးပုံပြက်ပံပြက်ရေးသိချင်းဒီကျွန်တော်တို့နှစ်ဦးကိုအာမနာပါမနာနှစ်ပြားမတန်အောင်ပြောဆိုပြီးတော့ သမိတ်တွေပါစုံးကြံဟင်းချံများကိုတင်ချိုင်းခွေများတဒါရရော်စွာကျွေးလိုက်ပါလေရောခင်ဗျာတင်ချိုင်းခွေငါးကောင်ဟာနတ်တရာစားပြီလားတိန်မြည်ကြွေနေအမီးထောင်ကောင်းကုန်၍အားရပါရတီးကြလေကဲဘာပြဿနာရှာခြင်းလို့အလင်းစလို့ဖြစ်နေရလဲပြောပါဦးရသိကြီးကိုမေးကြရှိလို့ပါဗျာအမေးနွားကြောင့်သာအဖြေဖျားလုံးပဲမေးဗျာရသိကြီး ဘာတော့ကွာကျို့တို့ကိုတိတ်မနေပါနဲ့ဗျာအကောင်းမင်းမလို့ပါ မခံရလို့စိတ်ဆိုးရင်လေလဲတာတီးလိုက်ပေါ့ကွာမင်းတို့ကိုလာပါလာပါအောက်ကျိုကန်ခေါ်နေရမဟုတ်ပါငါအလုံးနဲ့ငါတော့မအားလို့တင်မရတာတော့လူငါနဲ့ခေါ်ကိတ်ခေါ်ကုတ်ခိုင်းလာမလို့ပါကိုလူရသိကြီးပြောစီးပွားရေးကြဆင်းနေတာကိုပြန်တက်အောင်ရသိကြီးကိုပညာပိုင်းနဲ့လုပ်ရင်ရမလားဗျာ ရတဲ့ဟာရတယ်မရတဲ့ဟာမရဘူးကွာပါလဲဗျရှင်းအောင်လုပ်စမ်းပါမရှုပ်စမ်းပါနဲ့ဗျာဒီလိုရှိတယ်လေကွာကပ္ပစီဝါရေးချွတ်ချုံကြနေရကိုငါပညာနဲ့လှုပ်လို့မရဘူးလေကို့လူရမင်းတို့စဉ်းစားလေကပ္ပစီဝါရေးကြီးဘုံဘုံကြအောင်လှုပ်နေရစားသုံးသူလက်လို့လက်စားလက်ခစားတယ်မဟုတ်ဘူးကွာအဲ့ဒါမျိုးလှုပ်နေရကကပ္ပလူချမ်းသာကြီးတွေနဲ့ကပ္ပနိုင်ငံရေးသမားတွေရဲ့ဈေးကွက်ကစားကျန်းလို့ပဲ ဈေးကွက်ပညာပြိုင်မဟန်တော့ကွဲတာပေါ့အဲ့ဒီအကွဲကိုငါလို့တင်ကြိုင်ကုန်းမှာဘဲပြုံနဲ့ကစုံရကြော်နဲ့စားနေရတဲ့ရသက်ကဘယ်လိုလုပ်ပြီးတော့ဆွဲတင်လို့ရမှာလဲကွာကြီးကျယ်လိုက်တာဗျာကျုပ်တို့ကလည်းကပ္ပစီဝါရေးကြဆင်းနေရကိုဆွဲတင်ပေးဖို့စီရင်ပေးဖို့ရသက်ကြီးကို လာမင်းနေတာမဟုတ်ပါဘူးကြတာကို ပြန်တက်ကဲတင်အောင်လုပ်လို့ရတဲ့အသေးစားတသနာကိုသိချင်လို့လာမိတာဟွန်းဒါလားဒါဒါဒါ ဒီလိုရှိတဲ့ငါလူတွေဟာလူတယောက်ဒါမှမဟုတ်စီးပွားရေးအဖွဲ့အစည်းတစ်ခုဟာစီးပွားရေးကိုလုပ်တယ်လူလုပ်ငန်းကတမာအာဇီဝရိုးသားတတ်ဆင်တော့အခုတော့ကင်းတော့စီးပွားရေးအလုပ်လားမိစ္ဆာအာဇီဝမကောင်းတော့ရက်ဆက်ကြမ်းကြုံတော့အသက်မွေးမှုလားအခုတော့ ਨੇ ရင်းရတဲ့မတမာမှုနဲ့ရင်းရတဲ့မတန့်ဆန်တဲ့စိတ်နဲ့လောက်ရတဲ့စီးပွားရေးဟာအဲ့ဒီအခုတော့ဒုစရိုက်မှုကြောင့်ကြီးပွားချမ်းသာလာရင်ခဏပဲပြင်ပြန်ကြမှာပဲအတုကိုဘလို့ သိထိမြောက်ပညာစွမ်းအားရှင်တွေမှကဲလို့မြောင်းဖရားတော်ကဲလို့မြောင်းအေးတမအာဇီဝကောင်းသောအသက်မွေးရန်ကြောင့်နဲ့လောက်ကైစားတော့သူမျိုးဇီဝရည်နေကြရင်ဒါလတီလပညာနဲ့ကဲလို့ရတာကွာအဲ့ဒါကကံနေတော်လို့ဖြစ်ရတဲ့အကြောင်းကြီးပဲကံနေတယ်ဆိုတာအလုံနေတာကိုပြောတာအဲ့အဲ့ဒါမျိုးကြရင်ကံပြန်မြင့်လွန်ရတယ်ကံမြင့်ခံသူစင်ကြယ်တန့်ရှင်တန့်ရှင်တလုံးအလင်းအမြအကျိုးသက်ရောက်မှုရှိတယ်ဒါတသနာပဲ ဒီဒသနာကိုလက်တွေ့လို့ရင်ကန်ကောင်းနေတာပေါ့ဒါပေါ့ရသိကြီးလုတ်ပြီလို့ရနိုင်ပါသလားချမ်းသာအောင်လားကွယ်ကန်မြင့်အောင်ပါအေးကန်မြင့်အောင်အနောက်ရှေ့မရှိအောင်တော့လုတ်ပြီလို့ရပါတယ်ကွာချမ်းသာအောင်တော့လုတ်ပြီလို့မြောက်ချမ်းသာအောင်လုတ်အောင်မှာကငါလည်းမဟုတ်ဘူးသူ့ပညာနဲ့စွဲလုံးလာမယ်ဒီလိုပါရသိကြီးဟာကိစ္စကဒီလိုပါဗျာအဲ့ဒီတော့ကျွန်တော်တို့ကတကယ်ချင်းကိုကန်ကောင်းဝင် လက်ဖက်ဆိုင်အကြောင်းပါသည်နောက်ဆုံးထိပ်ပိတ်အပြိုင်ပေါ်လာပြီးတော့စီးဝိုင်းကြဆင်ကသူ့နေရာကိုငွေနဲ့ပတ်ဝဲပြီးတော့အနေခံရမြည်အခြေအနေအကြောင်းကိုပြောပြလိုက်တော့အခါမှာရည်တည်ကြီးကကောင်းတညိမ့်ညိမ့်လုံနေပါတယ်ဒီလိုလားအဲ့လိုဖြစ်နေတာဗျအဲ့ဒါရည်တည်ကြီးလှုပ်ဝေးနိုင်မလားစမ်းကြည့်မယ်လေအာမတော့မခံဘူးပေါ့ဟုတ်လားစမ်းကြည့်မယ်လေကွာကျင်းနေပါအောင်မြင်ပါလားစမ်းကြည့်မယ်လို့ ပြောပြပြီလေကွာစာချုပ်စာတမ်းနဲ့အခချင်းကိုယူပြီးတော့လုပ်နေရတယ်ရသိမဟုတ်ဘူးကိုလို့လုပ်ချင်ရင်လုပ်မလုပ်ချင်ရင်သွားကြောင်းတော့ဂိုးတော့အထေးတံဝင်စားရှိတယ်မြ мян ခတ်တော့ဂိုးဂိုးရတဲ့ကြီးကကျွန်တော်တို့ရဲ့အထွတ်တဲ့စကားကြောင့်အတီမောင်းထောင်နေရတယ်ကျွန်တော်တို့ဘာမှအပြန်မပြောသွားတော့ဘဲနဲ့တင်ညာကောင်မှအမြန်ထွက်လာခဲ့ရပါတယ်မထွက်လို့ကလည်းမဖြစ်အကြောင်းကစိုးညာဟင်းချက်များတဝဆားပြီးတော့ဖုံးကန်ကြီးမားနေကြတော့တင်ညာခွေးငါကောင်က ကျွန်တော်တို့အူကိုမျက်စောင်းတခဲခဲအန်တဲ့ချက်ချင်းနေကြည့်နေကြတော့ကြောက်မင်းနီကန်ကောင်းဝင်ကမင်းလားဟုတ်ကဲ့ခင်ဗျာမင်းပါကြောင့်ကန်နေပြီးတော့စီဝိုင်းကြတော့လဲသိလားအပြိုင်ဆိုင်ရောက်လာလို့ပါခင်ဗျာ သူပြိုင်ကိုပြိုင်လေကွာပြိုင်ရှုံးနေတာပဲခင်ဗျာဖရာရောနေ့တိုင်းရှိခွေးလားအလုတ်များလीတော့အရင်တော့ကလို့အချိန်ပြီးမလုံနိုင်ပါဘူးဗျာအခုလို့အရောက်ဝင်မကောင်းတော့ အချင်းပူနေတော့ရောဖရာတရားအလုပ်ကိုပူလုံနိုင်ရလားကွာမလုံနိုင်ပါဘူးခင်ဗျာဘာကြောင့်စိတ်ညစ်တော့ခင်ဗျာอืมဟိုတချင်းလို့ပေါ့ကွာစိတ်ညစ်လို့အရက်ကိုတောက်တယ်အရက်တောက်တော့သိစိတ်ညစ်တယ်ဆိုတော့လို့ပေါ့ကွာစိတ်ညစ်ရင်စိတ်ကိုအမိုက်ဖို့လွတ်မပြေရဘူးကွာစိတ်ညစ်လေလေအဲ့ဒီစိတ်ကိုခဝါချတန့်စင်ပြီးတော့ဖရာစင်ပေါ်တင်ရလေတိတ်ထီတင်ရလေလောက်ရတယ်ကွာဒါနဲ့မင်းဆိုင်ကိုညက်ပြီးတော့လာဖွင့်တဲ့လက်ဖွဲ့ရည်ဆိုင်နဲ့ဆိုင်ပိုင်ရှင်က အညီကိုရင်းဆိုတာဟုတ်တော့လားကွဟုတ်ပါတယ်ခင်ဗျာနို့ညမိတာပေါ့ကွခင်ဗျာ ပါလဲရည်တကြီးမြန်မာလိုပြောရင်နို့ညကြတယ်ထိတယ်လို့ခေါ်တာကွနို့ညကြရင်ကြားနေရကနေပိန်ပြီးတော့ကြတော့ပေါ့ကွမင်းခိုင်းတာလုပ်နိုင်မလားမကောင်းမွေးလုပ်ပါမယ်ရည်တကြီးခင်ဗျာ ကောင်းပြီမင်းပထမဆုံးလုပ်ရမယ့်အလုပ်ကအိမ်ရောက်ရင်မင်းရဲ့မြောက်ဘက်စီယိုနဲ့တောင်ဘက်စီယိုအနီးမှာအုပ်ရည်မြောင်းလေးလုပ်ရမယ် ပြီးရင်အဲ့ဒီရေမြောင်းထဲမှာတစ်သားလေသေးသေးနဲ့စီကိုအတက်ရွက်အစုံနဲ့ချပီးထားမယ်ရေမပြတ်စင်နဲ့ကြာလာဟုတ်ကဲ့ခင်ဗျာပြီးရင်ဖဏရောင်စုံပါတဲ့ခြေတော့ပကြီးကတခြားမင်းဆိုင်ဘက်ကို ဝင်လာတဲ့ပုံကိုဆိုင်ရဲ့ဘေဘေအောက်ခြေမှာထောင်ထားမယ်ပြီးရင်ဗစမျိုးစုံပြုံးနေတဲ့မျက်နှာများစွာနဲ့အပကြီးကားတခြားရဲ့ဆိုင်ရဲ့ညာဘက်အမြင့်မှာအများမြင်အောင်ချရမယ်ဟုတ်ကဲ့ခင်ဗျာပြီးရင်စာတန်းခကြီးကြီးတခု အဝင်ဝအပေါ်မှာချိန်ရမယ်ဘလို့စာတန်းမှာလဲရည်တည်ကြီးများစာတန်းကစိုင်ထဲဝင်လာသူမှမများချမ်းသာရမယ်ဆိုတဲ့စာတန်းပဲအဲ့ဒီစာတန်းနဲ့ပကြီရွားများကိုတနင်္ဂနွေနေ့နံနဲ့9:30နာရီနဲ့9:00နာရီကြားတောက်ကြအခါမင်းလာအချိန်မှာချိန်ရမယ်ပြီးရင်အင်းကဖျားရှင်ကိုရော ရှင်သေဝလိကိုရောမြတ်ကြီးကိုရောအဘဘိုးဘိုးအောင်နဲ့အဘဘိုးမိကောင်ယေစုပြီးတော့တိတိငါးမျိုးရေချမ်းစီမီကတ်လို့ပူဇော်မယ်ဟုတ်ကဲ့ခင်ဗျာ ပြီးရင်ဖျားရှိကိုပြီးတော့ပရိတ်ကြီးဆက်သလုံးကိုရုတ်ပြီးမြစ်တာဖို့အပြိုင်ဆိုင်များမှာကြီးဝချမ်းသာပါစေလို့လူလူလက်လက်ဖို့အရင်စားသုံးသူများရောနောင်လာမဲ့လူသစ်စားသုံးသူများရောအကုန်မြစ်တာဖို့ပြီးရင်ရှင်သင်ဝလိကာလာနဲ့တရတော်ကုံ30ကိုနေ့တိုင်းရုတ်ပြီးတော့ဆိုင်ဝကိုနတ်လာရေးဖြန်းပေးလိုက်ကဲငါလူတော်တော့ငါပြောတဲ့အတိုင်းလုပ်ကျေးဇူးပါပဲရည်တည်ကြီးခင်ဗျာကိုကောင်ကောင်းဝင်သည် သူ့ကိုလုံးပြောပြီးနောက်ငွေ1005ရွယ်ကိုရသည်ကြီးကလူလိုက်လေးပါလေမောကန်ကောင်းဝင်ခမရပါရင်ဒီဒီငွေ9000ပြောင်းသွားခမရဒါကဘာရသည်လူရ3 3ဒီမားတကိုင်းအဲ့ဒီငွေ9000ကိုလက်ဖြတ်မင်းဆိုင်ရှိမှ လာရမယ့်ရဟန်းတန်ကကိုရင်ဒေလရှင်တရောင်းစားကျုံရ9ဦးကိုလူလိုက်တော့ပြန်တော့ကိုကန်ကောင်းဝင်ဒီရသည်ကြီးပြန်ပေးလိုက်ဒီငွေ9000ကို အာနာပါနာနဲ့ယူပြီးတော့ဦးချကတော်ပြီပြန်ခဲ့လိုက်ပါတယ်။အိမ်ဆိုင်ပြန်ရတဲ့နေ့မြောက်ဖဲခြံစည်းကိုနေတောင်းမယ်ခြံစည်းကိုအဆက်မှာအုတ်ရည်မြောက်ကိုပယံသမားများနဲ့ချက်ချင်းလှုပ်လိုက်ပါတယ်။ပြီးတော့ရေးသွင်းလိုက်ပါတယ်။ပြီးတော့ special order အထားသည်တတော်ကန်းရှိသောတက်ဆုံရွက်ဆုံလေငင်းစီကို ရေမြောင်းအထဲမှာချထားလိုက်ပါတယ်။လေငင်းစီဟာမြောင်းထဲမှာလေအချိန်နဲ့အရှိအနောက်သွားနေလို့သွားနေပုံမှာမြင့်ချောင်းတဲ့ကို လင်းသွားတယ်လို့ပါပဲဗျာပြီးတော့ပကြီးဆရာကြီးဦးမြမင်းဟန်ရေးဆွဲတာတော့ပနဲ့ရောက်ဆုံးနဲ့ခြေတော်များဆိုင်ဘက်သူလက်ဝင်လာနေဟန်ပကြီးကားကိုဘယ်ဘက်ခြေပါထောင်ထားလိုက်ပါတယ်ပြီးတော့ပြုံးရနေတဲ့ပစီပစားမျိုးစုံမှာဥကောင် မျက်နှာပကြီးကားကိုညာဘက်အချမ်းမှာချိန်လိုက်ပါတယ်ဒီနောက်ဆိုင်ထဲကိုဝင်လာသူမှတ်သမားချမ်းသာရမြည်ဟူသောရွှေအောင်ဆလုံးနဲ့စာလန်းကြီးကိုအဝင်အပေါ်မှာတပြေပန်းနဲ့ချိန်ပြီးတော့နှက်တာဖြားလိုက်ပါတယ်၎င်းအရှိကတနေ့ကနေ9:30 နိုင်ရသိကြီးအလိုရာတောက်ကြတော့အခါမှာမင်္ဂလာချင်းကျွန်တော်တို့ရောအလို့သမားအားလုံးပါဟိုးကောင်းဆားလာများဝေးအိုးစီဝိုင်းနဲ့တင်လိုက်ကြပါလေလမ်းသာလမ်းလာတွေကအုံခဲ၍ကြည်ပြီးတော့ပြုံးနေသည့်ပဇာမျက်နှာများဖဏခြေတော့များနေစာရန်ကိုဖတ်လို့သဘောကျဝေဖန်နေကြပါလေဆိုင်မုတ်ကိစ္စပြီးတော့အင်းရှင်ဆိုင်ရှင်ကိုကံကောင်းဝင်နေသူစနီဒေါ်နီလာမြင့်တို့လင်များအင်းပေါ်တတ်မှာဗုဒ္ဓကိစ္စကိုလုံနေခြင်းအလိုလေး အော်အော်ကြာကောလိုက်ပါပြီဗျာပကြီးကလည်းဆိုင်းဘုတ်ကိုဝိုင်းကြည့်နေကြတယ်လမ်းသွာလမ်းလာခီးတော်များကဖာကြီးတို့လည်းပြီးရောတခါတည်းလက်ဖက်ဆိုင်တွေကိုတန်းစီဝင်လာကြပါလေရောဗျာပွားစိတ်နဲ့ချိုစိတ်ရှယ်တရင်းပွားစဲပေါ့ကြနဲ့ရင်ရွေးချပါဗျို့လာပြီးလာပြီးဖျားကြီးချမ်းသာအောင်အားပေးကြစို့အော်အော်ကြပါဗျာဆိုင်ထဲမှာနေရမလောက်အောင်လူပြစ်နေနေပါလေရောအလုပ်သမားတွေဆိုတာလက်မလဲဘူးဗျာ တို့မနိုင်တော့ကျွန်တော်တို့ပါဝိုင်းကူကြအောင်အဲ့ချိန်မှာကိုကံကောင်းမွေတို့ဖျားကိစ္စအတိတ်ထံကိစ္စပြီးတော့ဆင်းလာရောပြစ်နေတဲ့လူအုပ်ကြီးကိုကြည့်ပြီးတော့အယန်းကိုလင်ရောမရရောအံ့ဩနေကြတာအကျွန်တော်နဲ့ကိုဓာတုကဝမ်းသာလို့လို့သူတို့လင်မယားကိုလက်မထောင်ပြလိုက်ရဲ့အားရကျင်းတဲ့ဆိုတာပြုံးနေလိုက်ပုံများမှာသူတို့ပြောရရင်အဒီတနေ့တွင်နေ့တောက်ကြအခါမှာမင်္ဂလာအချိန်ကစပြီးတော့ရောင်းပန်းဝယ်ပန်း ကောင်းလိုက်ပုံများနေများဟိုရင်ကအတိုင်းပဲတူညီဦးဆောင်ဖို့အမျိုးသားအမျိုးသမီးများနဲ့ရွှေလန်းခွေလန်းကိုပွင့်သွားစီရောဗျာဘသူမှသူ့ဆိုင်ကိုပြိုင်လို့လည်းလို့မမေ့တော့ဘူးလားဗျာအခုတော့ကန်ကောင်းပြီပွင့်ပြုံများနဲ့အားလုံးရဲ့မျက်နှာပေါ်မှာရောင်စုံပြီးတော့အလတ်ဖန်တွေဝေစီနေလို့ဗျာတနေ့ပုံပြက်ပန်းပြက်ရတဲ့ကြီးရှိရာကိုကိုကန်ကောင်းဝင်တော့လင်မြောင်းနေတူကျွန်တော်တို့လူပဲပစ္စည်းများနဲ့သွားရောက်ခရိုင်နေကျွန်တော်ကမေးရောဗျာ ယတိကြီးပါတော့ဘွာယတိကြီးပညာကစွမ်းလာကြည်လားဗျာငါစွမ်းလို့မဟုတ်ပါဘူးကွာကံကောင်းခြင်းကံကောင်းအောင်လုပ်ယူကြလို့ပါဖရာတရားတန်ခါနဲ့မြေတားရဲ့ကုံကျဲစုကို အောင်းမိပြီးတော့မမေ့မလျော့လောက်ကြပါကွာပါတော့ဟာလူစားရှိရပါလို့ရေမြောင်းလုပ်ပြီးတော့လေကိုဆွဲချရလဲဗျဒါဒီလိုကွာနှုတ်ညကို ပြည့်တဲ့နီးခေါ်တာကွာညီအမကြာညီကိုကြာနှုတ်ညနေ မြင့်ချာချောင်းချာမြောင်းချာလှုပ်ပြရတော့ကွာအဲ့ဒီလှုပ်ပြလိုက်ရင်နှုတ်ညတံပြောက်အောင်ကနှုတ်ညတံပြောက်ပြီးတော့လဖိတ်ဆိုင်တောက်နေတဲ့အပြုံးမျက်နှာတွေရဲ့ရောင်စုံဖနာနဲ့ခြေတော်တွေရဲ့ကိုလာကြည့်အောင်ဆန်းဆန်းလေးစီရင်ပြီးတော့နမိတ်ကောင်အတိတ်ကောင်စာတန်းချိန်လိုက်တော့တောက်တက်လူတိုင်းချမ်းသာမည်ဆိုတဲ့နမိတ်စကားကိုမင်္ဂလာစကားအဖြစ်လက်ခံရကယနာသုံးပါကုံကျေးဇူးနဲ့ကံပြန်ဖြစ်ဖို့ကြီးပွားလာတာဒါကြောင့်ကံမြင့်ခြင်းယနာ သုံးပါနဲ့ဖရာကုံတော်များ ယုံကြည်စွာကိုးကွယ်ရွတ်ဆိုဖို့တော့ငါသားငါသမီးတို့ဟုတ်ကဲ့ပါဇလန်လေးကတော့ဒီမှာနေပြီးဆုံးပြီပဲဖြစ်ပါတယ်ခင်ဗျာအဆုံးဒီနားတော်တာဆင်အားပေးခဲ့ကြတဲ့တွင်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ အားလုံးပဲနောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ